လက္ခဏာနဲ့ပတ်သက်ပြီးထူးခြားတဲ့အမှတ်အသားတွေကြောင်းပြောပြခြင်းပြပထမအဦးဆုံးပြောချင်တာကသင်ရဲ့လက်တန်းအောက်မှာကျဲဒါမှမဟုတ် ခရီးပွင့်အမှတ်အသားပါလားလက်တန်းဆိုတာပုံထူးဂျုံကိုကိုစားပြပါလေပုံထူးဂျုံကိုကိုစားပြတဲ့လက်တန်းရဲ့အောက်ချင်မှာကျဲခုပြောတဲ့ခရီးပွင့်အမှတ်အသားပိုင်းငြိမ်ငြိမ်သွေးထက်မြက်တယ်ငြိမ်ငြိမ်သွေးထက်မြက်မှုကြောင့်အောင်မြင်မှုရမှာကိုညွှန်ပြပါလိမ့် ဒီလိုမျိုးပါသူတွေဟာစူးစမ်းရှာဖွေမှုတွေနောက်ပြီးတော့ဝင်ငွေကောင်းတယ်စီးပွားငွေကြေးရှာဖွေရမှာထူးထူးခြားခြားအောင်မြင်တတ်ပါလိမ့်စကားပြောစွန့်ရည်ကောင်းပါလိမ့်ဒါအပြင်ဒီလိုမျိုးပါတဲ့ပုံကိုယ်တွေဟာနန်လောကနဲ့အခြေဆက်ရှိခြင်းနဲ့ဖော်ပြပါလိမ့်ဒီမှတ်သားဟာတကယ်ကိုထင်ရှားနေရင်အခုပြောတဲ့အချက်တွေကိုကောင်းကောင်းကြိုပြပါလိမ့်တကယ်လို့အဲ့ဒီကျေနာမှာမကောင်းတဲ့မဲ့တို့ဘာလို့လဲပူးတွက်ပါရှင်တော့ ဂျိုကွန်ကဒီလက်တန်အောင်ပို့ထူးဂျိုကွန်လည်းအာမကောင်းရင်တော့အချိုးပေးအားနေတယ်လို့ပြောလို့ရပါတယ်ဒီလိုမျိုးပါတိုင်းလည်းအချိုးပေးကထက်တန်လားမထက်တန်ဘူးလားဆိုတာသူ့ဂျိုကွန်အားကောင်းမကောင်းပုံမူတည်ပြီးဒါကသတ်မှတ်ရတာဖြစ်ပါတယ်နောက်လက္ခဏာတစ်ခုကတော့မိဆွေရဲ့လက်ခဏအောင်စနေဂျိုကွန်မှာကျဲအမှတ်သားပါလားတခုသိရမှာကတော့စနေဂျိုကွန်အောက်မှာကျဲနဲ့ချက်ချီမမားဘူးလို့လို့တော့ဗောဗျာကျဲကတော့ခရီးပွင့်ပုံစံ6000နဲ့ပါ ချက်ချီကတော့နှစ်ချက်ပါပဲတကယ်လို့သာစနေဂျိုကွန်ဖြစ်တဲ့လက်ခလက်လက်ချောင်းအောက်မှာကျဲမှတ်သားတွေလက္ခဏာရှင်ဟာအင်မတန်မှအောင်မြင်ကြီးပွားပြီးဒါပေမဲ့ဘွားစက်တိန်မှာတော့အဆိုးနဲ့ရင်ဆိုင်ရတဲ့ဒီလိုအမှတ်သားပိုင်းလက္ခဏာရှင်ဟာငယ်စဉ်ဘွားကအင်မတန်မှတော်တက်လက်ရှိတယ်ဒါပေမဲ့အသက်အရွယ်တစ်ခုရလာတဲ့အခါကံတရားဆိုးတစ်ခုကဝင်ရောက်ချေလက်ခံရပြီးပျက်စီးလိမ့်ရှိပါတယ်စာတော်တဲ့ကျောင်းသားတို့ဖြစ်ပေမဲ့ဗျာ အရွယ်ရောက်လာရင်ပျက်စီးတဲ့လူငယ်တူတော်တော်များမှာအဲ့ဒီလိုမျိုးအမှတ်သားတွေတွေ့ရတယ်ဗျဥစ္စာပထမဒီလိုပါတဲ့သူတွေဟာအောင်မြင်မှုကိုပေးစွမ်းတယ်အောင်မြင်မှုထုတ်ထင်ရောက်တဲ့အခါမှာအကြောင်းမျိုးနဲ့နာမည်ပြတဲ့ကြာရှုံးတဲ့စီးပွားပြတဲ့နောက်ပြီးတော့ဘဝကိုအတိတ်ပဲမရှိဖြတ်တန်းရတယ်ကံကြမ္မာဆိုအဖြစ်ဆိုဘေးရဲ့နေရဆိုတွေနဲ့ကြုံတွေ့ရတယ်တည်တဲ့အခါမှာလည်းနာမည်ကောင်းပြန်ကျန်တက်လိရှိပါတယ်ဒီမှတ်သားဟာလက္ခဏာရှင်ဖို့ကံရဲ့စီမံရပါဗျာ ဒါအပြင်စနေဂျိုကွန်ဟာကံလန်းကြောင့်အဆုံးသတ်ရဂျိုကွန်ဖြစ်တာကတစ်ချက်တက်လာတဲ့ကံလန်းကြောင့်ဟာဒီအခုပြောတဲ့ကျဲမှတ်သားနဲ့ဓာတ်ရိုက်ကြုံတွေ့ရင်ကံဆုမှုမောကြတတ်ပါလိမ့်။ဒါအပြင်ဆူဆူဝါဆုံးတတ်ပါလိမ့်။ဥပ္ပစီတာကံလည်းထိုက်တတ်ပါလိမ့်။အဲ့လိုသူတွေမှာဒီလိုအမှတ်သားပါလိမ့်ရှိပါလိမ့်။ဒီမသားဟာစနေဂျိုကွန်ရဲ့လွှမ်းမိုးမှုအတိတ်ကံရဲ့အကျွင်းမဲ့အဆိုးပေးမှု အစရှိတဲ့ကံတရားတွေကိုလည်းရှင်ဆန်ရနိုင်ပါတယ်ဒီလိုမသားအယောင်တောက်တွေပိုဆိုးတွေဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမသားပါတဲ့သူတွေဟာလောကုတ္တရာနယ်ပယ်ကပုဂ္ဂိုလ်တွေဆိုရင်တော့တေချာဘုတ်ကို တရားပေါ့မြောက်မယ်လို့ဟောကိန်းထုတ်လို့ရပါတယ်နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ပြဒီတစ်ခေါက်မြင်နေတာမိတ်ဆွေရဲ့လက်မအောက်တောက်ကြကြုံအသားဆန်ကြီးပြလိတောက်ကြကြုံအသားဆန်ကြီးမှာအခုပြောတဲ့ ြဲဒါမှမဟုတ်ခရီးပွင့်အမှတ်သားပါလား။ပိုင်တော့လက္ခဏာရှင်ဟာမျက်နှာမြင်ချစ်ခင်ပါစီဆိုတဲ့ဆူတောင်းနဲ့ပြီးပြည့်စုံသလိုဒီလိုလူတွေဟာချစ်သူခင်သူပေါ်တယ်ဗျ။အချီးအေးမှလည်းအလွန်ကံကောင်းတဲ့ချစ်မှုရေရနဲ့ကြုံတွေ့ရတတ်တယ်။စမ်းကောင်းတယ်။ဒီရသမကအိမ်တော်ရေးအထိပါတာယာမှုရှိပါတယ်။ဒါပြင်သူတို့တာတယောစဉ်ရှိသူတွေရဲ့ဂျင်နာကယူဆိုင်မှုကိုလည်းရရှိပါတယ်။ ဒီလိုလူတွေကဘလို့လို့တဲ့အကျိုးပေးလဲဆိုတော့စာပေကိတာအမှုပညာရုပ်ရှင်နဲ့ဆက်ဆက်တဲ့အလုပ်တွေမှာပြိသက်ရဲ့အားပေးမှုကိုတခဲနဲ့ရရှိပါလေပျော်ရွှင်မှုကိုအလွန်လုံးလာပြီးလွတ်လပ်မှုကိုပါနှစ်သက်တဲ့သူတွေမှာဒီလိုအမှတ်သားမျိုးပေါ်တတ်ပါလေဒီမှတ်သားဟာမှဲ့ကြက်ချီတို့နဲ့တော့လုံးဝမပါမပါတတ်သိပါဘူးဒီလိုပတ်သက်ခဲ့မိရင်တော့ဒါကကာမဂုဏတော့လည်းပြီးပျက်စီးစေတတ်တယ်ဆွဲလက်မူရစေတတ်တယ်မူရစေဝါလို့အရာတွေသုံးဆွဲစေတတ်တယ်လို့ပြောလို့ရပါလေ အဲ့လိုမျိုးတွဲဆက်ပါရင်တော့ပျော်ပါကမ္မကုံမှသာမွေးရော်နေတတ်ပါလေဒီအမှတ်သားဟာတီးတန့်ရှိတဲ့အမှတ်သားလို့ပြောချင်ပါလေဒါအပြင်ကျွန်တော်အမှတ်သားပါသူဟာတန်ဆွမ်းကြမ်းမာတဲ့ခန္ဓာကိုချိုးစားကြတဲ့ခန္ဓာကိုလည်းပိုင်ဆိုင်ထားနိုင်တဲ့သူလို့ပြောလို့ရပါလေသူ့ဘာသူသူထင်ရှားလေပူပြီးအကောင်းလေလို့ပြောလို့ရတဲ့အမှတ်သားလည်းဖြစ်ပါလေနောက်လက္ခဏာလည်းတစ်ခုပြောချင်တယ်ဗျာ မိတ်ဆွေရဲ့တနင်္လာကြုံကလောက်ခွက်ဆောင်လေးကိုကြည့်ပြအဲ့ဒီတနင်္လာကြုံကမှာကျဲမှတ်တာပါလားဒီမှတ်သားပိုင်တော့မိတ်ဆွေဟာစိတ်ကူးညံထက်မြက်ပါလေပင်ကိုညင်ညံသွေးအရန်ကောင်းပါလေစိတ်ကူးညံပညာညံထက်မြက်မှုကြောင့်ထူးခြားတဲ့အောင်မြင်မှုတွေဖန်တီးနိုင်သူဖြစ်ပါလေကောင်းမှုနဲ့ဥကောင်းလမ်းနဲ့တွဲဖက်ပါရှင်အလွန်အင်မတန်မှအောင်မြင်မှုရဲ့ထိတ်တန့်ရောက်ရှိစေပါလေစိတ်ကူးညံကြောင့်ဘဝတိုးတက်မှုကိုဖော်ပြပါလေ ကြပြားစရာအတွေးခေါ်ပညာရှင်တွေတချင်းရေးစရာတွေဂီတသမားတွေပါပါရင်တော့အတိုင်းထက်အလွန်ပါဒီအရာတွေကိုလောက်ကန်သူတွေဖို့ပါခဲ့ရင် အော်မြင်မှုကအထိတ်ဆုံးကိုရောက်ပါလိမ့်ကောင်းမှုဥကောင်းတဲ့ကြောင့်ကောင်းမှုတန်ရှင်းပြီးတနင်္လာဂျုံကလည်းအားကောင်းဖို့လိုအပ်ပါတယ်တကယ်လို့ဂျုံကပုံပြက်နေပြီးဥကောင်းတဲ့ကြောင့်လည်းကိုညှွတ်လွန်အားကြီးနေရင်တော့ဒီခေပွေမှတ်သားကိုပါလာထိနေလက္ခဏာရှင်ဟာစိတ်ကူးတွေထွေလီရောပြုတ်နေတတ်ပါလိမ့် ဒါအပြင်စဉ်စားတွေးခွန်မှုပိုင်းမှာလည်းယူသွတဲ့အထိဖြစ်တတ်ပါလေ။မူရစ်စေဝါသားကုန်ဖြစ်တတ်ပါလေ။တချို့ကတော့အဲ့ဒီတနင်္လာကျော်ကမှကျေသွို့ချက်ချင်အမှတ်သားပိုင်းရေနစ်သိဆုံးတဲ့အမှတ်သားလို့လည်းဆိုပါလေ။ဒါအပြင်ငွေကြေးရကန်ကောင်းစီတက်တဲ့အမှတ်သားလို့လည်းပြောပါလေ။နောက်ထပ်လက္ခဏာလမ်းတစ်ခု ပြောခြင်းနဲ့ဗျ။ကဘာပေါ်မှာအတော်ဆုံးလို့ပြောကြတဲ့ဘေးဒင်းလက္ခဏာဆရာကြီးဆရာကန်ရိုရဲ့ ဒီလက္ခဏာဟော့ကင်းလေးတခုပြောခြင်းလေဗျ။ဘာလို့ပြောလဲဆိုတော့ဆရာကန်ရုံကလက္ခဏာပေါ်မှာရှိတဲ့ဂျူကုံတွေနဲ့ဂျူကုံတွေပေါ်မှာရှိတဲ့ကောင်းတဲ့မကောင်းတဲ့အမှတ်အသားတွေကိုပြောပြတာဖြစ်ပါလိမ့်။ပထမဦးဆုံးဆရာကန်ရုံဟောတာကတောက်ချာဂျူကုံမျက်မှောက်တွေကျယ်ဝန်းနေရင်လည်းအလားပါချိန်ပဲ။ကမ္မရကစိတ်များတယ်။ကျယ်ဝန်းတစ်ခုလည်းရှိရင်ချီချီရမှာအောင်မြင်မယ်၊မျက်နှာပွင့်မယ်၊လူချစ်လူခင်ပြောမယ်။ ချက်ချင်းရှိဆုံးရှုံးမယ်အရာရာရှုံးပေးရတဲ့လေ၄000กว่า3000กว่าတစ်ခုခုပိုင်းအခြေအနေပတ်သက်ပြီးအကောက်ွယ်ပေးမယ်တဲ့အင်္ဂါဂျုံကုန်ဖို့အင်္ဂါဂျုံကုန်ဖို့ဆိုတာလက်မအပေါ်ပေါ့ဗျာအဲ့ဒီလက်မအင်္ဂါဂျုံကုန်ဖို့မြင့်မောက်နေကျေဝန်းနေရင်ဒေါသကြီးမယ်ရံများမယ်စုပူတက်တယ်ကျေပွန့်ရှင်တိုက်ခိုက်ရင်ဘက်မှာအောင်မြင်တက်တယ်ချက်ချင်းရှင်ဆုံးရှုံးမယ်ကြာဆုံးမယ်၄000กว่า3000กว่าရှိရင်ဘေးအနေကနေကောက်ွယ်ပေးတတ်ပါလိမ့်နောက်တစ်ခုက လက်ညှိုးအောက်ကျောင်းတော်ပလီကျုံကကျောင်းတော်ပလီကျုံကမြေမောင်းနေရင်ဩဇာအာဏာရှိမယ်ဘာသာရေးလေးစားမယ်ကျေပွင့်ရှိရင်ကြော်စွန်မယ်ခရင်သုံးဘွားရှိရင်ထူးချွန်အောင်မြင်မယ်လေးတောင်ဘွားရှိရင်ဘေးရန်အမျိုးမျိုးကကာဝေးပေးမယ်ဘေးရန်ပေါင်းကြိုတင်သိမြင်မယ်ရန်သူလုံချင်ချင်ဘဲတော့ခါမမခံရဘူးကြံစီတဲ့ရန်သူမှန်သမျှပျက်စီးတယ်လေးတောင်ကလုံချုံချင်းကိုရည်ညွှန်းပေးပါမယ်စီလိုရာစီအောင်မြင်တတ်ပါလေတဲ့ လက်ခလဲအောင်စနေကြုံကိုမြင့်မောက်နေရင်မိမိကိုကြိုးတာကြည်တက်တယ်လှုပ်ဝက်ကြံစီတက်တယ်တခြားသူတွေကယူမဆိုင်ပါဘူးအဲ့မှာကျဲပွင့်ပိုင်မကောင်းပါဘူးစိုးသတင်းကြော်စောတက်တယ်လေးတောင်းွက်ရှင်ဘေးမောရံပေါင်းကောက်ွက်တယ်မတ်တက်စင်ပါရင်မကောင်းတဲ့အပေါင်းတွေနဲ့တွေ့ရတက်တယ်လူလင်လူကောက်ခါရတက်တယ်တဲ့လက်သကြွယ်အောင်တနေ့ကနေကြုံကိုမြင့်မောက်ရင်စက်တဲ့မင်္ဂလာနဲ့ပြည့်ပြည့်စုံတယ်လုပ်ငန်းကိုလှုပ်ဝက်လုတ်ကန်တက်တယ်ဝါကြောတက်တယ်မာနာကြီးတယ်သုံးတောင်းွက်ရှင်ဘေးရန်ကိုကောက်ွက်တယ် ကြက်ချေရှိသောဆုံရှုံမယ်ဆဝိုင်းရှိသောအထူးအောင်မြင်တယ်တဲ့လက်တန်းအပေါ်သူကြုံကမြင့်မောက်နေရင်တော့လှိမ့်မြဖြစ်လက်မယ်ညံကောင်းမယ်ခြေပွန့်ရှိရင် ကြော်စောမယ်၃နောက်ွက်ရှိရင်ထူးချုံမယ်၄နောက်ွက်ရှိရင်ဘေးရန်မြို့ကကောက်ွက်မယ်ကြက်ချေရှိရင်အရှက်တကွဲခုံပြက်မယ်ဆုံရှုံမယ်အဲ့လိုပဲလက်တန်းအပေါ်သူကြုံရဲ့အောက်ဘက်မှာအင်္ဂါကြုံကအမရှိတယ်ဗျအင်္ဂါကြုံကအမမြင့်မောက်ရင်ကျယ်ဝန်းရင်ရန်စတဲ့တဲ့တစောက်ကန်းလုတ်တဲ့ ချေရှိရင်မကောင်းတဲ့နဲ့ကြော်စောမယ်၄ထောင်ကွက်ရှိရင်ဘေးပေါင်းရပေါင်းကာဝယ်တယ်၃ထောင်ကွက်ရှိရင်ထူးကျွန်းတယ်လက်ဖက်နောက်ဒီလက်ဖွဲ့ဆောင်တင်းနေတာကြုံကုန်မြင့်မောင်ရင်ကျဲဝန်းရင်ကောင်းတဲ့အချက်ပါလောက်ကိုဇွဲနှဖဲနဲ့လုတ်တက်တယ်၃ထောင်ကွက်ရှိထူးကျွန်းတယ်၄ထောင်ကွက်ရှိဘေးပေါင်းကိုကာဝယ်တယ်အသက်ဘေးကချမ်းသာမယ်တချို့ရှင်ဆုံးရှုံးမယ်တဲ့ဆရာကံရောကတော့အခုလိုမျိုးပဲပြောတော့ပါတယ် လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုတင်ဆက်ပေးတာပါနောက်ဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ